ဲအဲ့ဒါပြောရလို့ရှင်စိတ်မကောင်းစရာပြောရအောင်မယ်ဟိုတနေ့ကလေသူ့ကိုလေကိုလိုဟိုကအဲ့တော့ကခလေးတွက်လာမသိဘူးစီတီမမပစ္စည်းတော်ဝင်နေကိုလို Valentine Day ရောက်တော့မယ်လို့ပြောတာဗာလဲဖောင်းနေပါဆိုင်လို့လေနင်းအောင်နင်းဝါရည်ဒီလားအော်အော်ဖောင်းနေပါဆိုင်လို့လဲဆိုအော်အေးဟုတ်ပါတယ်ငါလည်းကလေးမေဖြစ်သွားပါလေဆိုင်တော့ပါဦးပေါ့နော်ဘယ်တော့မဟုတ်ဘူးနော်ရှိဦးအဲ့ဟာတမီးစားဖို့ကလေးရလေဒါကတော့ ဟိုကိုတမီးစားဘွားကလေးကသူရောကိုရောဖက်သတိုင်းတိဆိုလို့ရှိရင်ဘာမှမခံစားရအောင်ဘာလို့ဆိုပြောဘူးတဲ့စကားရှိရယ်ဘူးလေနေ့တိုင်းနေ့အောင်လုံးကကျင်နာနေတယ်ချက်နေတယ်အဲတယောက်လိုရင်တယောက်ဖြည့်စည်းပေးနေတယ်ဒါမိသားစုမှာပေါ့နော်ဟိုမှာခလေးအတွက်လိုအပ်တာကိုသူ့ဝယ်ပေးရယ်မိန်းမအတွက်လိုအပ်တာကိုသူ့ဝယ်ပေးရယ်အိမ်အတွက်သူဖြည့်စည်းပေးနေတယ်ဒါတွေကလည်းဒါအချစ်ချစ်သက်လက်ဆောင်တွေပဲလေဟုတ်တယ်မလားချစ်လို့ရှာပေးနေရပဲအဲ့ဆို Valentine Day ဆိုပြီးတော့ တီးတန့်လက်ဆောင်ပေးစရာမလိုဘူးလို့ထင်တာပဲပေါ့နော်ပေးတဲ့လူတွေကတော့ပြောမလားတော့မသိဘူးပေါ့နော်ဒါမပေးလို့တော့မပေးလို့ဖြည့်တွေ့ရလည်းဖြစ်နိုင်တာပဲအဲ့ဒါဘလိုပဲဖြစ်ဖြစ်လူဆိုတာနေတိုင်းပျော်စရာကြီးဆိုတော့အဲ့လိုပဲတွေ့ရလေဒါ Valentine Day ဆိုနေတိုင်းချစ်နေတဲ့အတွက်ချစ်နေဖို့ကအရေးကြီးတယ်တော့ကျန်တဲ့ရက်တွေရန်ဖြစ်နေ Valentine Day တည့်ရက်တွေချစ်ရင်တော့ဘာလုပ်မှာလဲအဲအဲ့ဒါကြောင့်မလို့အဲအကုန်လုံးကပြောဘာဖြစ်လို့ဘောလုံးသမားကိုယူရလဲဘာဖြစ်လို့ဘောလုံးသမားကိုယူရလဲပေါ့နော်ဒါကဟိုဘယ်လိုပြောမလဲဆိုတော့ အော်လူတစ်ယောက်က ကို့လာချက်တယ်အဲ့လူကသူ့ရဲ့အလုတ်ကဘလုံးဘလုံးဘလုံးကန်တဲ့အလုတ်အဲ့ဒါကြောင့်မလို့ညမချက်လိုက်တယ်အဲ့တော့ကို့ယောက်ျားဘလုံးသမားဖြစ်သွားတော့ဘလုံးသမားကိုပဲလိုက်ရှာပြီးရောပေါ့နော်ဘယ်ဘလုံးသမားကိုကြိုက်ရင်ကောင်းမလဲဆိုပြီးရွေးချယ်ထားမှဟုတ်ဘူးလေကိုနဲ့ကန်ပါတဲ့အမျိုးသားကဘလုံးကန်တဲ့အလုတ်ကိုလုတ်တာအဲအဲ့လိုမျိုးပေါ့နော်သူ့ကိုဘာလို့ရွေးချယ်ရလဲဆိုတော့သူကအနေအေးရယ်ရှိုးသားတယ် ဟိုညီမညီမရဲ့ဟိုဘာလို့ပြောမလဲညီမစီမင်းစီကန်းရဲ့လို့တော့မဟုတ်ဘောเนาะမပြောမပြောပြတော့အဲယောက်ျားလေးတယောက်ကအဲအချမ်းသာခြင်းနေပလိစီဟိုအလုတ်တစ်ခုခုရှိရမယ်ပြီးလို့ရှင်အဲ့အလုတ်ပေါ်မှာလဲ तू ကလှုပ်ချင်ကင်ခြင်းနေစိတ်ရှိရမယ်နောက်တစ်ခုသူ့မှာရီမန်းချက်ရှိရမယ်ရီမန်းချက်ဆိုတာဟိုငါတထေးဘီလီယံနိုင်ဖြစ်ရမယ်မီလီယံနိုင်ဖြစ်ရမယ်တော့မဟုတ်ဘူးပေါ့နော်ငါဒီငါလုံနေတဲ့အလုတ်ပေါ်မှာအကောင်းဆုံးဖြစ်အောင်လုပ်ရမယ်ဆိုရယ်ရီမန်းချက်ကလေးပေါ့နော်အဲ့လိုရှိရယောက်ျားတယောက်ဖြစ်ကြမယ်ဘဝရီမန်းချက်ရှိရမယ်ပေါ့လေ ပြီးရင်ကိုယ်ကိုယ်ပေါ်မှာတစ္ဆာရှိရမယ်ရိုးသားရမယ်အဲ့လိုဖြူစင်နေရမယ်ပေါ့နော်အဲ့ဒါတွေနဲ့ပြည့်စုံရမယ်ဆိုတော့အဲ့အဲ့ချက်တွေနဲ့ तू ကပြည့်စုံတယ်အဲ့အဲ့ဒါအဲ့ဒါကြောင့်မဘလို့ပြောမလဲအဲ့အဲ့ချက်တွေနဲ့ပြည့်စုံလို့လဲကြိုက်လိုက်တာတော့မဟုတ်ဘူးပေါ့နော်ကိုကိုကံကကိုလိုချင်တဲ့အတိုင်းလေးရောက်လာတာပေါ့အဲကိုလိုချင်တဲ့အတိုင်းလေးပဲရောက်လာတဲ့ခါကျတော့လေကိုကံပေါ့အဓိကလို့ तू ကအရန်အနေအေးရေရိုးသားတယ်အဲ့အဲ့ဒါလေခါကျတော့အသေးအသေးရတာကိုလေအဲသိရမလားအဲ့လို့ စကားကလည်းမထုံတတိအဲ့လိုမျိုးစချိတ်တော့ဆိုရင်ဗီဒီယိုကောပြောတော့ဆိုရင်သူ့ဘက်ကပိတ်ထားတာရှက်လို့အဲ့လို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 မျိုးတွေရာလေးအသေးရတာဗောလေအိုးကိုယ်ကရှက်ရမှာလေပထမဆုံးပြောရချင်မှာ तू ကရှက်နေဆိုဟဲ့အဲ့လိုမျိုးလေးဗောအဲ့ဟာလေးရာလေကိုချစ်သွားရပဲထားပါလို့လေအခုကျမှခလေးရိုက်မှာပြောရချက်စရာကြီးဗောစကားနဲ့ရာလေလေအိုးအရင်တော့ကတော့ဟဲ့စကားနဲ့ရာကောင်းတယ်ဗောနော်အဲ့ဆိုကို့အောင်စကားနဲ့ရာခြားလူဆိုစကားတော့ပြောမှာမဟုတ်ဘူးလေအဲ့အဲ့ဒါလေးစိတ်ချရတယ်လေ အမအခုကျရလဲအိမ်ထဲမှာနေလို့ရှိခါကျရင်တော့ပြောရတယ်သူ့ကိုပြင်းလို့လေအဲ့ကိုကိုကိုနဲ့ဆိုရတော့တက်ပုတ်ပြီးခေါ်ရတယ်ဘာလို့သူနေတာအဲ့လိုမပြောဘူးအဲ့လိုပေါ့ပြောစရာရှိလာတော့မှပြောတာလေသူအလာပါတလာပါတော့တခါထိုင်မပြောဘူးဒီလိုပဲလေကိုကိုကိုယူထားတဲ့ယောက်ျားကဒီလိုဆိုတော့ကွာတိပီးတာလေအဲ့ဒါလေးကိုသဘောကျလို့လေယူထားတာလေအဲ့ကျကိုထိုက်တဲ့ကိုကံလေးမတက်နိုင်ဘူး တယောက်တုံးတယောက်တုံးကလေးကလည်းချစ်တယ်အခုဟောကောင်သူနဲ့အိမ်အောင်ကြောက်သွားတော့လည်းချစ်တယ်တသားလေးမွေးလာတော့လည်းမိသားစုလိုက်ကိုလည်းချစ်တယ်တသားလေးကိုလည်းချစ်ပေးရတဲ့အတွက်အားလုံးကျေးဇူးတင်ပါတယ်လို့